ဒီပူပီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။တောင်အာဖရိကနိုင်ငံဂျိုဟန်နက်စ်ဘတ်မြို့မှာနရတာကျင်းပတော့တဲ့ G20 ထိပ်သီးအစည်းအဝေးကြီးဟာပူရဲကျင်ညာချက်တစ်ခုနဲ့အဆုံးသတ်ခဲ့ပြီးဖြစ်ပါတယ်။ဒါဟာအာဖရိကတိုင်းမှာပထမဆုံးကျင်းပတဲ့ G20 ညီလာခံဖြစ်တယ်လို့အတီးကအဖွဲ့ဝင်နိုင်ငံအမေရိကန်အနေနဲ့လည်းအစည်းအဝေးတက်ရောက်ခဲ့တာမရှိပါဘူး။ ။ဩစတြေးလျလက်ရာစွန်းအထက်လွတ်တော်အမတ်ပေါ်လင်းဟန်ဆန်ဟာနိုင်ငံရေးအရဆန္ဒပြတဲ့သူအနေနဲ့ဘူခါအမည်ရကိုလုံးပြစ်လုံးချုံထားတဲ့အနက်ရောင်ဝတ်စုံနဲ့လွတ်တော်တက်လာခဲ့ပါတယ်။ဒါဟာအများပြည်သူရှိရမှာအလားတူမျက်နှာအပြစ်ဖုံးကွယ်တဲ့ဝတ်စုံမှုတွေပိတ်ပင်နိုင်ဖို့ပဲဖြစ်ပါတယ်။ အနည်းစစ်သုံးသန်းသက်တမ်းရှိပြီးကိုလံဘီယာနိုင်ငံကတတကူအားဂန္ဓရထင်းမှာတွေ့ရှိခဲ့တဲ့လက်ရုပ်ကျွင်းမျိုးစိတ်တစ်ကိုနမေကြီးအဆိုတော်ရှက်ကီယာအတွက်ဂုဏ်ပြုရင်းရှက်ကီယာမစ်ကိုလံဘီယာနာအဖြစ်အမည်ပေးလိုက်ပါတယ်။ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။